ကိုင်းတိုင်းဝက်လက်မြို့နယ်ပောက်ကန့်ရှိမကလမ်းမပေါ်မှာဖြတ်တန်းဒေါ်လာနေတဲ့ရင်တွေကိုဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အကောက်ခွန်ကိတ်ကအခွန်ကောက်ခံတာများတာကြောင့်ဒေသခံအချို့နဲ့ဖြတ်တန်းဒေါ်လာသူတွေကဇွန်လ17ရက်နေ့ကနေစတင်ပြီးဆန္ဒထုတ်ဖော်နေကြတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်ဘိုးရန်ဂိတ်လို့ခေါ်တဲ့အကောက်ခွန်ဂိတ်ကနေဖြတ်တန်းဒေါ်လာသူတွေကိုအခွန်ကောက်ခံနေတာဖြစ်ပြီးစီတပေပါကိုတပေါင်းဝဲချက်အခွန်ကောက်ခံရာကနေအငင်းဘွားကစတင်ဆန္ဒပြတာဖြစ်တယ်လို့ပြောပါရယ် ဆနားပြပွဲမှာပါဝင်နေသူတဦးကလည်းမန္တလေးတိုင်းမိုးကုတ်ဘက်တွေကချင်ဆက်ကကားတွေများတော့စီတပေပါကိုတထောင်ခွဲကောက်တာများတယ်ဆိုပြီးတော့ဆနားထုတ်ဖို့ကြတာပေါ့မင်းကုံးလေးရွာကားလမပေါ်မှာဒီကနေ့လည်းပြနေကြတယ်မနေ့ကလည်းပြတယ်ဗျာလို့ CJ platform ကိုပြောပါတယ်ဆနားပြမှုကြောင့်ပေါက်ကန့်ရှိမကလမ်းမှာမော်တော်ယာဉ်တွေနဲ့ဒီကနေ့အချိန်အထိလမ်းပိတ်နေကြတာဖြစ်တယ်လို့သိရပြီးညှိနှိုင်းမှုတွေဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ် ဗိုလ်ရန်ကိတ်ကနေအခွန်ကောက်ခံနေတာများတဲ့အတွက်ဒေသခံအချို့လည်းလုပ်ငန်းတချို့ရပ်တန့်ထားရတယ်လို့ဒေသခံတဦးကလည်းပြောပါရယ်အလုံးမဖြစ်တော့နားနေကြတာပေါ့ဗျာအကောက်ခွန်ကလည်းများမန္တလေးဘက်ကခရိုနီတထဲတွေကလည်းဘောက်စာကားတွေနဲ့တဲ့ဆနပိုင်းကားတွေနဲ့တဲ့တော့မကိုက်လို့နားနေကြတာပေါ့လို့ဒေသခံအမျိုးသားတဦးက CJ platform ကိုပြောပါရယ်